ိုကဝေတာတယောက်ဆိုလို့ရှင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါပထမအဦးဆုံးဇာတော့ဆိုင်မှာဧည့်သည်တယောက်လာပြီဆိုတာနဲ့ Do you have a table for two လို့ကိုကိုမေးလိုက်မယ်အဲ့ဒီချိန်မှာကိုက Yes we do လို့ပြောတဲ့အခါမှာဒီဘက်ကိုလာပါ Please come this way ဒီဘက်ကိုကြွားပါဒါမှမဟုတ် Please come with me ဒါလည်းပြောလို့ရတယ်လို့ Please follow me ဒါလည်းပြောလို့ရပါတယ်ဒါဆိုစပွဲမှာထိုင်ပြီးတော့မှ Please have a seat စပွဲမှာထိုင်ပါစပွဲမှာထိုင်ပြီးသွားလို့ရှင်သူတို့ကပြောလိုက်မယ်ဧည့်သည်ကပြောလိုက်မယ် Can I see the menu please? Menu ကြည့်လို့ရမလား?ဒါဆိုရင်ကိုက menu စာအုပ်တစ်ခါတည်းခြင်ထားတယ်ဆိုရင်နော်။ Here you go ဒီမှာကြည့်လိုက်ပါ။ Here you go သွားခိုင်းတာမဟုတ်ဘူးနော်။ကြည့်လို့ပြောတာ။ Here you go. Okay. ဒါဆိုရင်လေသူက menu ကြည့်ပြီးတော့မှဘာမှရမှန်းမသိဘူး။အဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့သူကမေးလိုက်မယ်။ What do you recommend? What do you recommend? ဘာအဟိုပါဘာ recommend လုပ်လဲ။ဒီဇိုင်းကဘာကောင်းလဲကိုကပြောရတော့ ော့မယ်။ဒါစင်ကိုကလည်းဆိုင်းပါလေ uh ချက်သားခင်ကောင်းတယ်ဆိုလို့ရှင်တော့ the grilled chicken is very popular the grilled chicken is very popular အရန်ကောင်းတယ်လို့ပြောလိုက်လို့ရပါတယ်ဒါဆိုရင်နောက်တစ်ခုတစ်ချက်ကြည့်ကြည့်ရအောင် okay ဒါဆိုလို့ရှင်လဲ okay i'll have the chicken ကျွန်တော် chicken မပါမယ်ဆိုရင် english လို့ပြောမလဲ i'll have the chicken please i'll be back with your order ကိုကဒါ waiter တယောက်ဖြစ်တယ်ဆိုရင်တော့ i'll be back with your order ခင်ဗျားမှာထားတဲ့ order နဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ် i'll I'll be back with your order လို့ပြောလို့ရပါတယ်။ ပြီးရင်နောက်ဆုံးတစ်ခုကတော့ order ရပြီဆိုလို့ရှင်เนาะ enjoy your meal sir enjoy your meal တခုခုလို့ရင်ကျွန်တော်ပြောပါเนาะ if you need anything please let me know ဒါအရန်ကောင်းပါတယ်ရုံးမှလုံနေတဲ့လူတိုင်းလူတိုင်းပေါ့เนาะဆိုတော့ဒါမေးလို့ရတယ် if you need anything please let me know if you need anything please let me know ဒီလိုမျိုးပဲစိတ်ဝင်စားဖို့ကောင်းတဲ့ video လေးတွေအတွက်ဒီ channel ကိုတစ်ခါတည်း follow လုပ်လိုက်ပါ comment မှာလည်း yes လို့တစ်ခါတည်းရေးပေးပါဦးပြီးရင်ကိုကအဖေမေတယောက်ဆိုလို့ရှင်เนาะ ုလောဆယ်ဘေဘီမေတနံဖွင့်ထားပါတယ်မနက်တန်းနဲ့ညတန်းရှိပါတယ်ကိုစိတ်ဝင်စားတယ်ဆိုလို့ရှင်တော့အဲတန်းလေးတွေကိုတက်လို့ရပါတယ် thank you so much everyone see you on my next video